ကလေးတွေကိုရင်အောင်မကွာဆောင်းရှောင်းနိုင်မှုအတွက်သုံးလလောက်အစာငတ်ခံတဲ့ကျဲငါမိခင်ကျဲငါမိခင်ကတန်တာကြောက်တန်းတွေမှာတွေ့ခဲ့ပြီးတော့ခက်ခဲတဲ့ရည်တည်မှုတစ်ခုကိုလုပ်နေရပါတယ်သူတို့ဟာတခြားကျဲငါတွေနဲ့မတူလာပါဘူးရှင်ထူးခြားတဲ့ပုံစံရှိသလိုထူးခြားတဲ့သဘာဝတွေလည်းပိုင်ဆိုင်ထားကြတာပါပုံမှန်ကျဲငါတွေကလန်ငါးချောင်းပဲရှိပေမဲ့လို့ဒီကျဲငါကတော့လက်၆ချောင်းရှိပါတယ်အခုကတော့ကျဲငါတွေကလင်းဝေးတဲ့အချိန်ပါပဲတခြားကျဲငါတွေ တဲဒေါ်လာလို့ခေါ်တဲ့ရေးတတဝါနဲ့တံပချုပ်တွေရဲ့ကလေးမွေးတဲ့နေရာလေးတွင်ကြီးကြပါရယ်နော်အမရိယာဥရေကိုရေထဲမှာညှစ်ထုတ်လိုက်ပြီးတော့မွေးကြတာပါအဲဒီဥရေကရေထဲကိုမျောပါသွားပြီးတော့ကံကောင်းတဲ့အကောင်တွေပဲရှန်တန်းလာတာဖြစ်ပါတယ်နောက်ပြီးတော့အဲ့ဒီတတဝါတွေကမိဘရဲ့စောင်းရှောက်မှုတွေကိုမရကြပါဘူးကိုအားကိုကိုပြီးတော့ပဲရှင်သန်ချမ်းရတာပါလက်ချောင်းချောင်းကျင်းကားတွေရတော့အဲ့လိုမဟုတ်ပါဘူးတဲ့နော်သူရဲ့ကလေးတွေကိုအရန်ကယူဆိုင်ပါရင်သူကတန်တာကြောက်တန်းမှာကတ်ထားလိုက်ပြီးဒါလောင်လေးတွေကိုညှစ်ထုံလိုက်တာပါ ဒီပြီဆိုရင်တော့အဲ့ဒီနေရာကနေမဆုံခွာသွားတော့ပါဦးတယ်လေအဲ့ဒီကလေးအရွယ်ရောက်တဲ့အချိန်ရင်အောင်မကွာဆောင်းရှောက်ပေးကြတာပါအခုလဲဒီကျဲငါမရသူ့ရဲ့ဘိုက်အောင်မှာဖောင်းကျွနေတဲ့ဦးလေးတွေကိုညှစ်ထုတ်ပြီးတော့ခန္ဓာကိုယ်နဲ့အုပ်ထားပါရီဒီဦးလေးတွေကိုတခြားတရိတ်ဆန်တွေမြင်လို့မရဘူးဆိုတာသူပါသိနေခဲ့တာပါဒီလိုအပြူမူတွေကပင်လယ်ထဲမှာတွေ့ရခဲ့တဲ့အပြူမူလေးပဲဖြစ်ပါရီဒီနီလန်မျိုးနဲ့မှာကျဲငါလေးတွေအသက်ရှင်နိုင်မှုအခွင့်အရေးပိုများမယ်ဆိုတာတွေကိုလဲကျဲငါမရသိနေခဲ့တာပါ တကယ်ဟာဆိုရင်တော့ပင်လယ်အောက်မှာကြောက်ရတာအန္တရာယ်ပြုမဲ့တရိတ်ဆန်တွေကြီးပဲမဟုတ်ပါဘူးလေရှင်။လှိုင်းတွေရေစီးကြောင်းတွေကိုလည်းကြောက်နေရတာပါပဲ။ဘာမှမတိသေးတဲ့တားလောင်းဥလေးတွေအတွက်ဆိုရင်တော့ပို့ပြီးတော့တောင်မှခက်ခဲပါသေးတယ်။ဒါပေမဲ့ဒီသားလောင်းလေးတွေကတော့စိုးရိမ်စရာရှိမနေပါဘူးနော်။သူတို့ရဲ့အမေကရင်အုံးမကွာကားခွဲစောင့်ရှောက်နေလိုပါပဲ။ကျဲငားမရဒီတိုင်းနေရတာမှမဟုတ်ပါဘူးတဲ့နော်။ဥလေးတွေကိုသူ့ရဲ့လက်တန်လေးတွေနဲ့တန်ရှင်ပေးပုတ်သက်ပေးရင်းနဲ့တရူတရပြုစုနေခဲ့ပါတယ်။ အဲ့ဒီအချိန်ကခဏလေးတောင်မှမဟုတ်ပါဘူး။ဦးလေးရိအကောင်ပေါက်ဖြစ်ပြီးတော့သူတို့ဘာသာသူတို့ရွေးရှားသွားလာနိုင်တဲ့အချိန်တွေကြမှာဒလိုလောက်တာကိုရက်လိုက်တာပါ။အဲ့ဒီအချိန်တွဲမှာကလေးရိအနာကနေတဖွားမှခွာသွားအောင်မှတော့မဟုတ်ပါဘူး။နောက်ဆုံးအစာထွက်ရှာစားတာတောင်မှမလုပ်ပါဘူးတဲ့နော်။ဒီတိုင်းအစာငတ်ခံပြီးတော့နေကြတာပါ။အဲ့ဒီအချိန်က၃လလောက်ထိကြာပါတယ်။မိခင်မြေတာနဲ့အတန်တိတ်ဆွလွန်မှုတွေရဲ့ပြရုပ်လေးဆိုရင်လည်းမှားမှားလာပါဦးရှင်။ချိန်ကားလေးတွေကလည်းတော်တော်လေးကိုထူးဆန်းလာပါရဲ့ ဥပါနေတားလောင်းလေးတွေဖြစ်လာတဲ့အထိမိခင်နဲ့လုံးဝမတူပါဘူး။ဖြူရော့ရော့အစာရခဲပြော့ပြော့ပုံစံလေးတွေလိုပါပဲ။အဲဒီအချိန်မှာပဇက်လို့ခေါ်ရမယ့်အစိပ်ပိုင်းလည်းမရှိပါဘူး။သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာတူလောင်ထားတဲ့အစွမ်းရင်တွေကိုအသုံးပြုပြီးတော့ရှင်သန်နေကြတာပါ။တဲတဲချာချာကြည့်မယ်ဆိုရင်တော့သူတို့မှာယာယီလက်တံအတိုးလေးတုံးချောင်းပါပါတယ်။အဲဒီလက်တံလေးတွေနဲ့တကောင်ကိုတကောင်တွဲကပ်ထားသလိုမျိုးလက်တံတစ်ချောင်းကိုတော့မိခင်ကျင်ကားစီမှာကပ်ထားကြတာပါ။တလားလောက်ကြာမှဆွေးနော်မော့ဆန်တဲ့အပြောင်းလဲတွေကိုတွေ့လာရပါပြီ။ သူတို့ရဲ့ခန္ဓာကိုယ်မှာလက်တံအသက်ခြောက်ခြောက်ထွက်ခဲ့လာပါပြီ။ဘီဘီဆိုရင်တော့ဘိုက်ဘက်ကနေပြီးတော့ပြုံလေးတွေထွက်လာပါတယ်။ယာယီလက်တံတို့အသုံးကတော့ပြန်ပြောက်သွားတာပါ။အဲ့ဒီအချိန်မှာတော့သူတို့ကကြိမ်ကားပုံစံမျိုးပေါက်လာခဲ့ပါပြီ။၃လလောက်ကြာတဲ့အချိန်မှာတော့သူတို့ကလှုပ်ရှားနိုင်တဲ့အရွယ်ကိုရောက်လာကြတာပါ။အဲ့ဒီအချိန်မှာဆိုရင်တော့ကြိမ်ကားမိရကလေးတွေကိုသွားလာခွင့်ပေးလိုက်ပါတယ်။ဒီကျင်းကားလေးတွေရာလေသူတို့ရဲ့အစာတွေကိုဘလို့ရှာဖွေစားတော့ရမလဲဆိုတာသိကြပါပြီ။တဘာဝရဲ့ဗီဇစိတ်လိုပဲပြောရမှာပါ။ အရွယ်ရောက်ပြီးသားကျိန်ကားတွေရဲ့အစာကကမာကောင်းတဲ့ခရူးကြီးတွေဖြစ်ပါတယ်။တုံးလာသားကျိန်ကားလေးတွေရဲ့အစာအစာကတော့ခရူးငယ်လေးတွေပါပဲ။သူတို့ကခရူးနောက်ကိုအမဲလိုက်ကြပါတယ်။မိသွားပြီဆိုရင်တော့ခရူးရဲ့ခန္ဓာကိုယ်ကိုသူတို့ရဲ့လက်တံတွေနဲ့ပတ်ထားပြီးတော့ခရူးလေးရဲ့အစီအနှစ်တွေကိုစုပ်ယူစားတောက်တတ်ကြတာဖြစ်ကြောင်းဝေးမြလိုက်ရင်းနဲ့ဒီကနေ့ရဲ့ဗီဒီယိုလေးကိုအနည်းငယ်ချုပ်လိုက်ပါရစေ။အဆုံးထိချခင်ကြည့်ရှုပေးလို့ကျေးဇူးများ၏တင်ပါတယ်။